မ်းမဟုတ်ဘူးအဲ့စာအုပ်ကနော်ကျွန်တော်တို့မှာအချဖတ်ရတယ်အဲ့စာအုပ်ကအလကားရှိတာမဟုတ်ဘူး1938ခရက်ထုတ်တဲ့နော်မဟာပိသကပန္တိတဘွဲခံပါဠိဆရာကြီးဦးစောရေးသားတဲ့ဦးအောင်စရာအထုပ်ပတ်တီထဲမှာပါတာစာမျက်နှာ48မှာဖော်ပြချက်ကိုသူကပြောတာကိုကားပြီးတော့ပြောတာထောက်ထားနဲ့ပြောတာနော်ကျွန်တော်လည်းအဲ့ဒါကိုတရားလေးသူကဖတ်ကြည့်တယ်ဟုတ်လားဆိုတော့တကယ်ဟုတ်တယ်ခင်ဗျာဓမ္မကြီးကိုအောင်စရာထုပ်ပတ်တီဆိုစာတကယ်ရှိတယ်ခင်ဗျာရှော့ပြောနေတကယ်ရှိတယ်ထောက်ထားနဲ့သူကပြောတာအဲ့သူကလုံးဝထောက်ထားနဲ့လုပ်တာဥပဒေထောက်ထားအချက်လက်တွေနော်ဒီမှာဒီမှာအဲ့အဲ့ရရှိတယ်ပြီးရင်ဒီမှာအဲ့ဒီမှာပါတယ် ဥအောင်စီကဆိုအလောင်းမင်းတရားဥအောင်စီကဥအောင်စီကအလောင်းမင်းတရားဥအောင်စီကမဖြစ်ခင်တော့ကဘာလဲဆိုတော့ तू ကလည်းလောင်းမင်းတရားရဲ့လည်းရှော့တော့တွေ့လို့မရဘူးအဲ့ခက်ကလေးကနော်ဘာလဲနေအောင်ဒီမြတ်စွာဘုရားရှင်သတင်းသုံးတော်မူတဲ့အချိန်မှာဘာလို့ဆိုအာပလလေးကဆင်မင်းကိတရာကြီးမင်းတောမကျွတ်မင်းနဲ့အာဟိန္ဒကြီးမင်းဒီလေးဦးသောတရဝါခင်ဗျာဗျာဒိနဲ့လာတာအဲ့ဒီကကတော့တောမကျွတ်မင်းဆိုတာရုရှားအမေရှော့တော့လို့မရဘူးရုရှားတောမကျွတ်မင်းရုရှားအဲ့တော့အဲ့မှာဒီမှာညီတော်အနာတာ ီရဝနာဗုဒ္ဓအပြုံးလို့ဤရဝနာမေးခွန်းဖြစ်ဤရဝနာမေးလို့ဗုဒ္ဓဖြေတာအဲ့မှာဘာပြောလဲဆိုတော့ပထမဆုံးကဖြစ်တဲ့လူတွေဘာလဲဆိုတော့ကြာမျိုး၅ပါးနဲ့ပူဇော်တာရှိတယ်နော်ဘာလဲဆိုတော့ပလလေးရဆင်မဲအဲသူကကြာမျိုး၅ပါးကိုချိုးပြီးတော့ဗုဒ္ဓကိုပူဇော်တယ်တဲ့ပူဇော်တဲ့ခါကျတော့အဲ့ပူဇော်တဲ့ခါကျတော့ဗုဒ္ဓကပြုံးတယ်ပြုံးတော့ပြုံးတော့ညီတော်အာရဏမေးတယ်ပြီးတော့ဗုဒ္ဓကဖြေတယ်ပလလေးရဆင်မဲကနောင်အခါငါဘုရားတာသနာတော်2000ကျော်သောအခါပါပမင်းတို့လက်ထက် ုနာပရန္ဒတိုင်းကြီးမှာသာသနာတော်တရာကြီးညိုပြီးသာသနာတော်ကိုပြုနိုင်စွမ်းသောဖုန်တော်အာနုဘောကြီးသောသာသနာဒါယကာကြီးမင်းတုံမင်းဖြစ်လက်တန်းခင်ဗျာကျွန်တော်တို့မင်းတုံမင်းကြီးကလည်းဒီဝမဲဒီဝမဲရှေ့ရပါရင်မင်းတုံမင်းကြီးကလည်းခင်ဗျာ short တော့လို့မရဘူး။သူကလည်းခင်ဗျာရှင်တော်အရင်တော့ကဒါနော်အရင်တော့ကသူကလည်းဒီဒီတကယ့်ကိုနာမည်ကြီးတဲ့ဟိုဘာဘာခေါ်လဲအဲ့ဒီပလလေးရဆင်မင်းကြီးဆင်မင်းကသူကဖြစ်ခဲ့တာ။ဟောမင်းတုံမင်းကသူ့သူ့ဝါရဆိုတော့ခါကေတရဆိုတဲ့အမည်ရှိတဲ့ဂျင်းမင်းအဲဒါလည်းရှိသေးတယ်။ ကိန္ဒရာမီရှိအကြီးမင်းကလည်းသူကနော်အဲသူကတရက်ဖြူပြီးပေါ့နော်အဲ့ဒါကိုဆောင်ပြီးတော့ဘုရားကိုကတ်လူတယ်ဟောကတ်လူတော့ဘုရားကအဲ့ဒါပြောဘုရားအဲ့မှာအာနန္ဒာမေရောဘုရားတခါဖြတ်ဖြေတယ်ဒီကိန္ဒရာကြီးမင်းဟာနောက်သာသနာနဲ့တောင်ကြော်တော့အခါမှာသိုးဆောင်လူမျိုး12မျိုးလို့မှာအင်္ဂလိပ်လူမျိုးမင်းဖြစ်မယ်အဲအဲ့ဒီအင်္ဂလိပ်မင်းဟာအဲ့ဒီအင်္ဂလိပ်မင်းဟာနော်သူသူနာပရန္ဒတိုင်းမြန်မာပြည်ကြီးကိုတိုက်ခိုက်သိမ်းယူပြီးတော့မြန်မာနိုင်ငံကိုအလုံးစုံတက်နေနိုင်ငံပြည်ကိုအိုဆိုးအိုဆိုးလက်ထံဆိုတော့ ဒီမင်းတော့တော်တော်မယိုင်းနေမင်းပဲနော်ဘာလဲကေဒရာကြီးမင်းသူ့ဟာသူသူ့ဟာသူပြေပြီးသူ့ဟာလှူလိုက်တာကောင်းမို့အကောင်းမို့ကျွန်တော်မြွာကြီးပြည့်စီရတယ်တော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 ်ရက်ဆက်တယ်မင်းဒီမင်းอ่ะနော်ကြီးမင်းနော်ဒီတော်တော်သူ့ရဲ့ကြီးတို့တို့တို့ကလည်းကျွန်တော်တို့ဟောက်တယ်တကယ်လည်းမှန်တော့မှန်နေကြအင်္ဂလိပ်ဖြစ်သွားတယ်အင်္ဂလိပ်ကြီးတော့ကျွန်တော်မြန်မာပြည်ဖြစ်စီသွားတယ်အဲ့ဒီကောင်လေးနော်အဲ့ဒါဒါတမင်းနောက်တစ်ခါတော့မှကျွန်မင်းလာပြီတော့မှကျွန်မင်းကခုနရုရှားမင်းဖြစ်မှာသူကတကယ်ကိုလက်လက်ဆက်ချရှင်ဖြစ်မယ်မြန်မာပြည်နဲ့ချစ်ချင်ရင်းနဲ့မာမင်းဖြစ်မှာအဲသူပြောပြီးသားဒါလည်းဟောတယ် ။နောက်အာဟိန်ကအာဟိန်ကကြီးမင်းဆိုအဲအဲ့ဒီမှာအာဟိန်ကကြီးမင်းဆိုလာပြီ။သူကစဘာတည်းနဲ့မြတ်စွာဘုရားကိုပူတော်တယ်အမှမြတ်စွာဘုရားကသူ့ကိုသူ့ရဲ့ဟိုပြားလေးကိုကြိလိုက်တဲ့ခါကျတော့နှစ်ထောင်ကျော်တဲ့ခါမှာပါပမင်းဆိုရယ်ကျွန်တော်တို့ပါပမင်းနေလက်ထက်အာအပရန္ဒတိုင်းမြမပြည်အမှအဲ့မှာမြမပြည်မှာတက်တာပရောင်ဆိုတဲ့အရာမှာချင်းနဲ့တည်ပြီးတော့အလောင်းမင်းတရားဆိုတဲ့ဘွဲ့အမီကိုခံယူပြီးတော့မင်းဖြစ်မယ်ဆိုတော့ပြားလိုက်ပေးထားတယ်တဲ့ကဲအဲ့တော့ short အတွက်လို့မရဘူးပြာနော်ဟိုမှာဟိုဘာလဲကျွန်တော်တို့ ဟိုခုနတာတဟိုမင်းနေနာမည်ကျွန်တော်ရောက်ကုန်ပြီနော်ကြောက်ပါတော့ပြောပြောရင်ခေပလေးပလလေးရဆင်မင်းအဲပလလေးရဆင်မင်းနော်အဲ့ဒီဆင်မင်းကလည်းအဲ့ဒီဆင်မင်းကလည်းခင်ဗျာနော်ဟိုဗါလဲမင်းတုံးမင်းဖြစ်တာပလလေးရဆင်မင်းကမင်းတုံးမင်းဖြစ်တာကေသရဂျင်းမင်းကအင်္ဂလိပ်မင်းဖြစ်တာအင်္ဂလိပ်မှာမင်းဖြစ်တာနော်ခုနကပြောတဲ့ခုနတော့မချွတ်မင်းကရုရှားမင်းဖြစ်တာနော်အခုအာဟိန်ဒအာအာဟိန်အာဟိန်ဒဂျင်းမင်းအဲ့ဒါကခုနဂျင်းမင်းကခုနအလောင်းမင်းတရားကြီးဖြစ်လာတာအဲဒီလိုဇလန်းရှိတာဒါက ကုံကြီးကဟိုမှာထောက်ထားနဲ့ပြောတာထက်ကလက်ဆန်ပြောဖောင်းကုတ်က38ကစာအုပ်မှာပါတယ်အောင်ပြောတာပြောပြီးတော့မှကိုကြီးဘူးတင်ကိုကြီးနဲ့ကျွန်တော်နဲ့ရခုဘွားတယ်မကတန်တရာဘွားအဆက်ဆက်ကတော်ဆက်ခဲ့ဘူးတော့နော်အထုံပါရမီကြီးချောင်းကိုကြီးနဲ့ကျွန်တော်ရအိုးဘွားတယ်ပါရဲ့ခဲ့ကိုဘွားမှာလာပြီးတော့တကယ်ကိုနှစ်နိုင်ငံချစ်ကြည်မာမိတ်ဖြစ်ကြတာခုကာလရုရှားဟာဆက်လက်နဲ့ပတ်သက်ထိတ်တန်းနိုင်ငံတော့ဖြစ်နေပြီအဲ့တော့အဲ့လိုအချိန်ကာလနဲ့ကျွန်တော်တို့လည်းလာတိုက်ဆိုင်တာပါအကိုကြီးဟာ နိုင်ငံခေါင်းဆောင်တူးထက်တာမကဘယင်းတပားကဲ့သို့တင်စားမယ်ဆိုတင်စားလို့ရပါတယ်ဆိုပြီးတော့ပြောထည့်လိုက်တာဟိုကဘွဲပြီးတော့ထောက်ထားတယ်ဆိုတော့ထဲတော့ပူရင်းအိုက်စာကိုကြည့်ပြီးရုရှားလိုမြန်မာလိုနှစ်ပါရုရှားလိုမြန်မာလိုနှစ်ပါသားနဲ့ပေါ့အဲ့ဒါကိုကြည့်ပြီးတော့သူညကြတာအိုက်စာကိုဒီဘက်ကိုတင်းပြီးအိတ်တယ်ဆိုကြားတယ်နော်အဲ့တော့ဟိုဘက်ကအော်တဲ့ကောင်တွေကအော်နေတာဟိုကထောက်ထားနေပြောတာအဲ့ကောင်တွေအော်တဲ့ကောင်တွေသူတို့ဒေါုံစန်းသူကြီးတို့သူတို့ဥထင်ကျော်တို့သူတို့ဝင်းမြင့်တို့ဟာအဲ့ထိုးစင်းလုံးခဲ့တဲ့နှစ်ပေါ့2000ဗုဒ္ဓမြတ်စွာဘုရားရဲ့ဟိုဟာထဲမှာ ဖြားလိုက်တဲ့မှာဘာပါတာရှိလို့လို့ပါဘူးလားဖြည်လားထောက်ထားလေးပြန်စမ်းဒီဘက်ကဖွင့်တယ်ပြန်အဲ့လိုပြောရမှာပြန်ပြောမင်းတို့ကငါတို့ဘာလို့လဲမင်းတို့ကပြောတာမင်းတို့အမတွေမင်းတို့ဟိုအရကြတော့အဲ့လိုမျိုးထောက်ထားရှိသလားလို့ကမင်းအဲ့ဒါခံအောင်မယ်ကွဲအောင်မယ်ဆိုတော့ကျွန်တော်လည်းကြုံပြီးတော့ကြုံပြီးတော့ကြည့်တော်မူပြီးတော့အတိတ်ကိုစောင်းတော်မူလေပေါ့ဗျာစောင်းပြီးတော့အဲပြန်ပြောပြီးတော့အခုတော့ကျွန်တော်အခုလက်ရှိပြည်သူ့ဘက်ကိုသွားမယ်နော်။ဘိုးကောင်တွေပြောချင်တာပြောနေလို့ပြောချင်တာပြောပြီးတော့မဘိုးဘိုးကြီးကဒုက္ခရလွယ်ရောက်သွားပြီ ူလုတ်ချင်တာတွေအောင်မြင်သွားပြီအကုန်လုံးဆင်ပြီးသွားပြီသူတော်တော်လေးကိုခွင့်တော်တော်လေးကိုဆင်ပြီးသွားတဲ့သဘောတွေ့ရတယ်ဘာလို့ဆိုတော့ဒီရုရှားကလည်းတော်တော်လေးကိုဘုံကြီးကိုတော်တော်လေးကိုမှသူအာအောင်ဆိုင်ပုံရဒီတစ်ခေါက်တော်တော်အောင်ဆိုင်ပြရတယ်ဘာကြောင့်လဲဆိုတော့လာမဲ့မေလာမှာကျစ်ပါမဲ့ဒီအခမ်းအနားကိုတော့ထပ်ဖိတ်ထားတယ်လာခဲ့ပါခင်ဗျားနဲ့ခင်ဗျားရဲ့တပ်ဖွဲ့တွေလာခဲ့ပါဦးထိတ်ရတယ်မေလာပါအဲ့ဒါတော့မေလာပြီနောက်ထပ်ဝင်မေလာထဲမှာပဲဟိုမေလာပြီနောက်ထပ်လာရရှိသေးတယ်နောက်ထပ်ပါရရှိသေးတယ်စီစဉ်နေထပ်ဖိတ်ကိုကြိုးစားတယ်အဲ့တော့ဒီဘက်ကဘုံဘုံကြီးကလည်းကဲ တော့မှကျွမင်းငါတို့ညီမပြူလာခဲ့ဦးတော့ကိုကြီးကျွန်တော်ညီမပြူလာခဲ့ဦးလာလေဦးတော့ကျွန်တော်တက်ခံမယ်တော့မှကျွမင်းနဲ့ဒိုးတွေကတိတ်ဖို့ရတယ်ရှိတာဆိုရင်ပြောပြလိုက်တာနော်အဲ့လိုပြောပြလိုက်တော့ဒါညီမပြူလည်းဖိတ်တာလေမာကိုကတော့မှကျွမင်းခေါ်ရရှာသမရာပူတင်ကြီးကလည်းဆင်ချောက်ကောင်ပေးတဲ့အတွက်ဂျေဇူးတင်တယ်တဲ့ပြောတယ်ဆင်ချောက်ပေးဂျေဇူးတင်တော့အပြန်အလှန်ဖြစ်နေတာသူတို့မဲတကော်လေးကိုညီကိုလိုဖြစ်နေကြတာသူတို့မဲညီလိုပလိုဖြစ်နေတာဟိုကျိုးကြီးလည်းပြောပူတင်ကြီးလည်းပြောကိုပြောနေကိုစိတ်ပြောနေရတယ်ဆိုတော့မဲဒါလည်းမဆိုးဘူးနော်အဲ့တော့ တို့နှစ်ယောက်ကအဲ့လိုပျော်ပြီးတဲ့နောက်ပျော်ရွှင်ရွှင်နဲ့မနေ့ကညမနေ့ကညမနေ့ကညကျွန်တော်မမိတာကျွန်တော်မနေ့ကညပြောကြတာမမိလိုက်တာအခုတော့ပျော်ရွှင်နဲ့မနေ့ကညနဲ့လက်မှတ်ထိုးလိုက်တယ်မနေ့ကလည်းလက်မှတ်ထိုးအချက်ဆယ်ချက်ပါတယ်တဲ့အားလုံးကပြတာကတော့ဒါအပေါ်ချုပ်တာအောက်မှာတကယ်စီဝိုင်းသမားချင်းဒီလို့ရတယ်ပြသရှိသေးတယ်ခင်ဗျာဟိုတော်ဝဲစီမံကြီးလုံးမဲ့ဟာရီယာအစစွိုင်းရင်းနှလောင်းသားစီဒီမှာလုံးမဲ့ကိစ္စတွေအစတော်တော်များပါမယ်အဲဒါပေမဲ့ပြဿနာတစ်ခုရှိတာကတို့ရှိမှာဟိုဂျင်နန်ဂျင်နန်ပေါ့ဂျင်နန်စင်းတွေဒါဒါစိုက်ကက်မှာကဂျင်နန်စင်းတွေကိုဂျင်နန်စင်းတွေကနေပြီးတော့ နေနဲ့ချက်မယ်ချက်ပြီးနဲ့ international ဖြတ်မယ်ဟာအဲ့ဒါဒဝဲမှာလုပ်မယ်လို့ညီမထားတယ်ဒဝဲမှာပဲ nuclear တပ်ပေါင်းဖို့နဲ့လျှက်စစ်ပေးမယ်ကိစ္စတွေဒဝဲလိုလို့ရှိရယ်ဒါပေမဲ့အဲ့မှာကတော်စိတ်ဝင်စားပေါ့ကောင်းတယ်အဲ့ဒီ investment ကြီးတယ်အဲ့တော့ဒီနေ့ချက်တဲ့စက်ရုံကြီးကြီးတယ်ဧကယာနဲ့ချီပြီးတဲရတဲတဲပြီးရင်အဲ့စက်ရုံကြီးတဲပြီးတာလည်းဘာလို့လဲဆိုတော့အဲ့စက်ရုံလေးကိုဂျင်းနန်ဂျင်းနန်စိမ့်တွေကိုပင်လဲရနေပြီးတော့ဒီစက်ရုံလေးကိုပိုက်နေတော့ရမှာအဲ့တော့စိတ်ကန်းစိတ်ကန်းတရားလို့စိတ်ကန်းတစ်ခုလို့တဝဲမှာအဲ့စိတ်ကန်းတရားနဲ့ တရာအဲ့စိတ်ကတရာကိုဘယ်သူပြောက်ပါအဲ့ကုန်းကြစိတ်ဘယ်သူခံပါလဲဘယ်သူလုံးကြမလဲအဲ့ဟာတော်တော်နောက်မှလုံးဝမရတဲ့အားကြီးပဲနောက်တစ်ခါဒီအဲ့ဂျင်းနန်စိန်တွေကိုဒီမှာလာချက်မယ်ချက်ဖို့တော့လက်စင်ပြီးဘယ်ရရမလဲဆိုတာကိစ္စအဲ့ဒါကတော့နူရယ်လက်စစ်ကိစ္စပါပါဆက်ဆက်သွားပြီနောက်တစ်ခုကအဲ့ဒီမှာအဲ့ဂျင်းနန်စိန်ချက်ဘယ်ကိုရောက်ပါလဲဘယ်တင်မိုးနဲ့ပို့ပါလဲအဲ့ဒါကိုဆက်ပြကောကလေးတင်မိုးဆက်ပြကောလေးနဲ့လာလို့မရဘူးတန်ချိန်စိန်နဲ့ချီတဲ့တင်မိုးကြီးလာကတ်ပြီးတော့မှထွက်ဝင်ထွက်အဲ့လိုလုပ်နေရမှာအဲ့ဒါကိုလည်းဘယ်လိုလုပ်မလဲအခုရုရှားကဂျင်းနန်စိန်တွေက ရင်းနှီးစင်းတွေကဘယ်လိုသွားရင်းနှီးစင်းအင်တာအကောင်းတွေအောင်ရင်းနှီးစင်းတွေဟိုဘာတွေကအခုအင်ဒိုနီးရှားစင်ကာပူမလေးရှားအစရှိတဲ့သုံးနိုင်ငံစုံတဲ့ဟိုပင်လယ်ရေပိုင်နဲ့လွတ်ကင်းနေတဲ့ဟွာလေးတွေမှာမောင်ကိုအေရီယာတွေမှာလှုပ်ရှားနေတဲ့ဟာကြီးကစံပြေဦးအဲ့ဒါကြီးကမြန်မာပြည်ထဲကိုရောက်လာမလားတော့မသိဘူးစောင့်ကြည့်ရမယ်အဲ့ဒါတကယ့်ကိုစနစ်တကျရောင်းတာမျိုးရောက်လာမလားမသိဘူးဒါစောင့်ကြည့်အောင်ပဲဘာလို့မသိဘူးအဲ့ဒီ investment တွေကအကြီးပဲဒေါ်လာဘီလီယံကြီးတယ်ဘီလီယံကြီးတယ်အဲ့ဒါကြီးက ဒေါ်လာဘီလျံကြီးဒေါ်လာတရတရာနဲ့မဟုတ်ဘူးဒေါ်လာဘီလျံကြီးကအဲ့ဒါကြီးကဘယ်သူလုံးမှလဲအဲ့ဒီအကြီးကဘယ်သူကိုင်ပြမှလဲဆိုတဲ့အကြီးကတော်တော်တော်စိတ်ဝင်စားတယ်အဲ့ဒါကိုတော်စိတ်ဝင်စားတယ်တော်တော်စိတ်ဝင်စားတယ်အဲ့ဒါကြီးကတော်တော်တော့ဟိုစောင့်ကြည့်ရမယ်ကိစ္စပဲပြီးတော့ကောင်းသွားဓာတ်ရိုက်အခုချက်ချင်းကောင်းတဲ့ပေါ်လာမှလားဆိုတော့မေကုံးကတော့ချက်ချင်းတော့ကောင်းတယ်မဟုတ်ဘူးအနည်းဆုံးနောက်ထပ်၃နှစ်ကလေး၅နှစ်အတွင်းမှာမှကောင်းတဲ့ပုံပဲညံရင်၃နှစ်စောင့်နောက်ကြရင်၅နှစ်အဲ့တော့မှကောင်းတဲ့ပုံမှာချက်ချင်းမပေါ်ဘူးဆိုတော့ပြောရရင်တော့နောက်လာမယ့်အစိုးရလက်ချက်ကြရင်တော့အဲ့ဒီစီမံကိန်းတွေကကောင်းတဲ့ပုံပဲညံရင်နေ့တော့နောက်နောက်လာတော့အစိုးရဖြစ်မယ် နောက်နောက်နောက်လာတော့ဆိုတယ်အဲ့တော့အဲ့ဒီစီမံကိစ္စတို့တွေကအဲ့တရီတယ်မှာလာဆက်ပြီးတော့ပဲဆက်တီးရှိမှာလားဆိုတာစောင့်ကြည့်ရမယ်ဒါတွေကကျွန်တော်တို့ကဘာမှမသိတော့အများကြီးပြောသေးတာကိုလိုဆိုတော့တော်တော်လေးတော့စိတ်ဝင်စားသွားတယ်တိုးတော်လေးဘယ်လိုဖြစ်တနိုင်ငံလို့ဘာလို့စိတ်ဝင်စားနေကြတာအဲအကောင်လုံးဒီမီဒီယာမီဒီယာတွေလူတွေကြားထဲမှာပြောနေကြတာတော့ဒီတော့မှကြော်မင်းဇာလန်တော့ပေါ်လို့ရရင်တော့ PPC တို့ကဘာလို့လဲလူတွေကိုဘယ်လိုဆောင်းပေးလဲဆိုတော့ PPC တို့ကဘာလို့လဲဘယ်လိုဆောင်းပေးလဲဆိုတော့ အာရုရှားသမ္မတကိုတောင်းမှကျွမင်းနဲ့ခိုင်းနိုင်ကျွမင်းနဲ့ခိုင်းနိုင်ပါတယ်ဆိုရှောက်ပြီးတော့ဇောင်းပေးပြီးတော့အဆဲခံမခန့်ခံအောင်လုပ်ပို့တာ BBC တို့ကျွန်တော်လိုက်ကြည့်ပြီ BBC ကပို့တယ်ဟိုဟာဟို AR တွေကပို့တယ်မြန်မာနောင်းကပို့တယ်ခစ်တက်ကပို့တယ်အသေးပို့တာဟိုယုံကြည်မအဆဲမခန့်ခံအောင်ပို့တာအသေးပို့တာအဲ့လိုအရောက်ပို့တာအဲ့လိုတွေလည်းလောရမလို့ဒီလိုလောရမလို့ပို့တယ်ရောက်ပို့တာဟိုကအောက်က comment တွေကလည်းတို့ဇောင်းပေးတဲ့အချိန်မှာအိုးထားနေအောင်ဆဲတယ်ဇာလန်းပတ်ဘူးပြီးတော့ဖျားရှင်အဲ့လိုကြားလိုက်ထားခဲ့လို့လားတော့ဘာလို့နေကုန်တော့လဲဟာ ဘုရားရှင်အဲ့လိုဗျာဒိတ်ထားခဲ့လားမထားခဲ့လားတော့ကျွန်တော်လည်းလိုက်ပြီးမေးလို့မရဘူးအဲ့တော့တေချာတော့စာအုပ်ကတော့ရှိခဲ့တယ်မှတ်တမ်းစာအုပ်တခုတော့ရှိခဲ့တယ်အဲ့တော့စာအုပ်ကလူရင်းချင်းရေးချင်တာရေးမှာပဲလို့ပြောရမယ်ရေးချင်တာရေးလို့ရာချင်းဆိုရင်ခင်ဗျားကလည်းဗျာစာအုပ်ဆိုတော့ရေးချင်ရေးလိုက်ဆိုရင်ကျွန်တော်လည်းရေးချင်တာစေကူးရေးလျှောက်ရေးမှာပေါ့နော်ဒီနေ့မှာတော့ဖះလောင်းကျွတ်မြင့်အကြောင်းကိုမြောက်ရေးပေးခြင်းပါတခါတုန်းကဖះလောင်းကျွတ်မြင့်ကနေပြီးတော့ကျောက်ဥတုပ်ကိုခေါင်းဆောင်နဲ့ကျောက်ဘွားရောက်ခဲ့သွားပါတယ် အဲ့ဒီမှာသူကကြောက်ဟုတ်ကိုဥတောင်သွားတဲ့အခါမှာလမ်းမှာတောကြောင်ကိုတွေ့တဲ့အခါမှာသူကတိတယ်တိတဲ့အခါကျတော့ငါတပည့်တို့လမ်းမှာအန်ဒီရရှိတဲ့တတိထားပြီးပြောတဲ့အခါမှာတပည့်လောက်ကနေပြီးရှောင်မှုတွေတွားတယ်အဲ့ဒီတွားတာကိုမြေခွေးကနေပြီးတော့တွေ့တယ်တွေ့တဲ့အခါကျတော့အာဒီကြွတွေငါသားရရင်တိတ်ကောင်းမှာပဲတိတ်အရသာရှိမှာပဲဆိုပြီးတော့သူကတွေးတယ်တွေးတော့သူကထုတ်ပါတယ်အကြံတစ်ခုကိုလေဟိုထုတ်တဲ့အခါကျတော့ သူကနိဒမြေခွေးဆိုတာကတော့ရုံမှာကောက်ကြည့်ရမှာသူလို့ရှိရင်သူကနိဒနေပါလေညံကောင်းတဲ့ခွေးပါပဲနော်ညံကောင်းတဲ့တရပါတော်ပါပဲသူကတနေ့မှာဟိုနေကိုမျက်နှာမူပြီးတော့ပဇက်ဟာထားတယ်ဟိုခြေကိုအကုန်မထောင်ဘူးခြေကိုတချောင်းမထောင်နဲ့အဲ့ဒါကိုဦးဇင်းတို့ရဲ့ဖျားတော်ကျွတ်မြင်ကမြင်တဲ့အခါမှာအာဒါကတော့သူတော်ကောင်းမသိဘူးသူပရှင်းကတယ် တင်ပါပြီလို့ဒီမိကြီးကိုချေတက်တယ်ထပ်လာတယ်ငါရဲ့အကျင့်တရဏအားကကောင်းသည့်အတွက်ကြောင့်ငါကချေတယ်ကိုထပ်လာမှဆိုရင်ဒီမိကြီးမခံနိုင်ဘူးတာကြောင့်ငါကချီတက်တယ်ကိုပဲထပ်ထားတာပြီးတော့ပဇာဟာရကမိတဲ့ခါမှာပဇာဟာရဆိုငါကဘာမှမစားဘူးလေကိုပဲစားတာအဲ့ဒီဖြစ်တဲ့ခါမှာဘုရားတော်ကနေသူ့ကိုနည်းနည်းသဘောကျတဲ့ခါမှာသူ့ကိုမိတ်တွေဖွဲ့ ဖွဲ့တဲ့အခါမှာနောက်ကနောက်တနည်းကျတော့ကျွတ်တွေကိုဥတုံဥတုံတွေဖျားလောင်းကနေပြီးတော့တွားတယ်ပေါ့တွားတဲ့အခါမှာအဲ့မြေခွေးကနေပြီးတော့နောက်တုံးကျွတ်ကောင်ကိုစားလိုက်ဟိုရင်းနေတော့မတိတာတွေကိုရင်များတဲ့အခါမှာအဲ့မှာကျွတ်ကဒေးထားမိတာဟာငါတို့ကျွတ်အုပ်ကတဖြည်းနဲလာတဲ့ရင်းတော့ငါတို့ကျွတ်အုပ်ကညာလို့တိတ်တိတ်နေလာဆိုပြီးတော့အဲ့ဒီမှာကြံတဲ့အခါမှာနောက်တနည်းမှာကျတော့မြေခွေးက ်လှမ်းပြီးတော့နောက်ဆုံးကောက်ကိုစားလိုက်တဲ့အခါမှာဖျားလုံးကတိသွားတယ်။အဲဒီကဖျားလုံးကခုန်ကွက်လိုက်တယ်လေပင်လေမျိုးကိုကိုက်ပြီးတော့သူ့ရဲ့ကြွက်တွေကလည်းအဲဒီမျိုးကိုဝန်းစားလိုက်ကြတယ်။အဲ့ဒါနဲ့ဟိုရုပ်မှကောက်ကျစ်တဲ့မျိုးကိုလည်းတိသွားတယ်။ကြွက်တွေလည်းသိချမ်းသာကိုချမ်းသာနဲ့ခရီးသွားရရသွားတယ်။စပောင်းတဲ့အခါမှာဥဒ္ဒကျွမင်းကကျတော့ဥဒ္ဒရဲ့ဖျားလုံးပေါ့။ဒီမျိုးကိုရုပ်ကကျတော့ဒီဝတ်တဲ့ပေါ့။ ဟိုကျွမင်းရဲ့နောက်ပါအချိန်ကျတော့မြတ်တပြားရဲ့နောက်ပါပြစ်တဲ့ဖြစ်သွားပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အရှင်ဖရာအခုလိုင်းပေါ်မှာပြောနေကြတဲ့သောမကျွမင်းအကြောင်းကတကယ်ပါလားဖရာတဲ့550နိပတ်တော်ဧကကနိပတ်ပုဒ္ဒလာနိဝတ်သီလာရဝတ္တဆက်မှာတော့ကျွမင်းဆိုတာရှိပါတယ်သို့တော့အဲ့ဒီကျွမင်းကအခုပြောနေတဲ့ကျွမင်းတော့မဟုတ်ပါဘူးနော်ကိုကဖရာအလောင်းကျွမင်းပါ ်အခုပြောနေတဲ့ကြွမင်းကမြမရထမဟာပိတကပန္တိတဘွဲခံပါဠိဆရာကြီးဦးစောရေးတဲ့ဥအောင်ဇေယအထုပ်ပတိစာအုပ်မှာပါတာပါပါဠိဆရာကြီးဦးစောကအဲ့ဒီအကြောင်းအရာကိုဘယ်ကနေယူပြီးရေးတယ်ဆိုတာတော့သူစင်းလည်းမသိပါဘူးเนาะတေချာတာကတော့အဲ့ဒီအကြောင်းအရာဒီဘုရားဟောပါဠိတော်မှာအပါဒါတေချာပါတယ်